လာမယ့်ရာသီအပြောင်းအလဲများစွာလုပ်ဖို့လိုအပ်နေပြီလို့ပွင့်ဝင်လင်းလင်းပဲဖွင့်ရအောင်ပြောဆိုခဲ့တဲ့နေပြောအမော်ရင်ရိုဘီယံဝင်တွေကတော့ယူရိုဒေးရဲ့လိရာသီထေဆွမ်းဆိုးရွားလာမှုလာမယ့်ရာသီအထိဆက်လက်ပါလာမယ်ဆိုရင်တော့ယာရုကနေနှုတ်ထွက်လာနိုင်ကြောင်းပွင့်ဝင်လင်းလင်းပဲဖွင့်ရအောင်ပြောဆိုလာပါလိမ့်ရတဲ့ကယမနီတို့ကအုတ်ထုတ်ဖို့ကွင်းမှာဝက်ဆန်းတွေကိုနှစ်ကိုကိုမရှိနဲ့ရှုံနေပြီးနောက်ဆုံးရှစ်ပွဲနိုင်ပွဲမရပဲရလက်ဆက်လက်ဆိုးရွားခဲ့တာလည်းပဲဖြစ်ပါလေသူရဲ့နာကနဲ့ပတ်သက်ပြီးမေကွန်ထုတ်ခံလာတဲ့အချိန်မှာတော့နေပြအောင်မင်းက ကလေးကြီးတခုဆိုတဲ့ခံစားချက်ပျောက်ဆုံးနေတော့ပါကို့အိမ်ခွေးမှာနောက်ထပ်တစ်ပွဲရှုံးနေလာပါလေမန်ချက်စတာယူနိုက်တက်အနေနဲ့ရှုံးမတဲ့ပွဲကြုံမှာမကြောက်တော့ဘူးဆိုရင်ဘာဆိုဘာမှကိုမကြောက်တော့ပါဘူးဒါကလေးကြီးတခုအတွက်အနေရဲ့အကြီးမားဆုံးသောအရာပါပဲလို့ဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေမိုင်ရနယ်အတင်းအောင်ဇန်နဝါရီ26ရက်ကနောက်ပိုင်းမှာတန်ဆင်သွားပြီဖြစ်တဲ့လက်စတာနဲ့အေဗစ်စတိုကိုသာအနိုင်ရရှိထားပြီးတော့ပရီးမီယာလိခုနှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားက အခုရာသီရလဇရိုက်အစိုးဆုံးအဖြစ်ပူတွဲရည်တည်ထားတာလည်းပဲဖြစ်ပါလိမ့်ဆက်လက်ပြီးတော့နေပြအာမိုရင်ကအတောင်းရည်အများကြီးအပေါ်လေးနဲ့ထားပြီးတော့လူတိုင်းတွေးရပါလိမ့်မယ်လူတိုင်းဟာဘိုလူပဲရေပါလိကိုပဲတွေးနေကြပါလိမ့်ဘိုလူပဲကပြဿနာမရှိပါဘူးတကယ်တော့ကျွန်တော်တို့မှာပိုကြီးတာတွေတွေးစရာတွေရှိနေပါလိမ့်ကျွန်တော်တို့ကကို့အတွက်ရောကလပ်ရဲ့ဒီအစင်လာရရောအသင်းရဲ့ယဉ်ကျေးမှုအစင်လာရကိုကိုကျွန်တော်ပြောနေတာပါအပြောင်းလဲလို့ဖို့လို့ကိုလိုအပ်နေပါပြီကလပ်သင်းရဲ့သမိုင်းမှာရေးပါသောအခိုင်အတန့်တစ်ခုဖြစ်လာမှာပါ တွေရာသီမှာအယံကိုတန်မာတဲ့အသင်ဖြစ်လာဖို့လိုပါတယ်။လောဘရာသီမှာဒီလိုပုံစံမျိုးကြီးမဖြစ်လာဖို့လိုတာကြောင့်တတိရှိကိုလည်းလိုပါတယ်။တကယ်လို့ဒီလိုမျိုးပဲစတင်လာရင်တော့အခြားသူတွေအတွက်နေရာဖယ်ပေးရပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။နိုင်ဝရဝဲကိုသုံးမှတ်ပေးတဲ့စနစ်ကျင့်သုံးပြီးတဲ့နောက်ယော်ဒက်သမိုင်းမှာအဆိုးရွားဆုံးရာသီအဖြစ်1930-1931ရာသီတုန်းက42ပွဲမှာ29မှတ်ထဲသာရရှိပြီးတော့အဆိုးရွားဆုံးရာသီပန်ဆိုင်ခဲ့တာဖြစ်ပါလေ။ အခု United ကပရီးမီယာလိမှာပေးဖလားအဆင့်၁၆နေရာမှာယက်တီနေပြီးတော့ရမှတ်ကလည်း36မှတ်ထဲသာရရှိထားတာလည်းပဲဖြစ်ပါလိမ့်။ United ကယူဘလီဘိုလူဘဲမှာစပါးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါလိမ့်။ယူဘလီဘိုလူဘဲကိုရောင်း2သင်းစလုံးဟာပရီးမီယာလိမှာရုန်းကန်နေရပြီးတန်းစင်သွားရတဲ့အသင်းတွေအပေါ်မှာယက်တီနေကြတာဖြစ်ပါလိမ့်။ဆလဗီယိုနေပြအမော်ရီကလက်ရှိကလပ်ရဲ့အခြေအနေအားတကယ်ကိုရှက်စရာအခြေအနေမျိုးဖြစ်ကြောင်းဆိုသွားသေးတာလည်းပဲဖြစ်ပါလိမ့်။ ပရီမျိုးနီးပြားကမေလ21ရက်နေ့ယူဘာလီဝလူပွဲမှာရှုံးနေသည်ဖြစ်စေအနိုင်ရသည်ဖြစ်စေနေရာဒီမှာအသင်းကိုကြီးမားတဲ့အပြောင်းလဲလုပ်ဖို့လိုအပ်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလေ။ဟို2022ခုနှစ်တုန်းကထုတ်ကန်ခဲ့ရတဲ့ Olegna Social ရဲ့နေရာမှာရိုင်နီးပြားပြီးတောင်ထမ်းဆောင်ခဲ့တဲ့ Rennie ကလည်းကလပ်ကိုကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်ကြောင်းဖွင့်ရပြောဆိုခဲ့မှုတော့ဖြစ်ပါလေ။ရတဲ့ကယူဘလီဘောလူပွဲမှာစပါကိုနိုင်ရရှိပြီးချန်ပီယံဖြစ်မယ်ဆိုရင်တော့လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရရှိမှာဖြစ်ပါလိမ့် ဒါပြင်ချမ်းလီဝင်ငွေရရှိမယ်ဆိုရင်ဝင်ငွေပေါင်သန်းတရာထီလဲတိုးမြင့်ရရှိမှလည်းပဲဖြစ်ပါလိမ့်ဆက်လက်ပြီးတော့နေပြအောင်မရင်ကမော်လူဘဲကကျွန်တို့ရဲ့ပြဿနာသေးသေးလေးပါ တကယ်ကိုနက်နက်နဲနဲအပြောင်းလဲလို့ဖို့လိုကိုလိုအပ်နေတာပါပရီးမီးယားလိမာရောချန်ပီယံလိမာရောဈာခွင့်ရတာတကယ်ကိုဝမ်းသာစရာဖြစ်လာမှာပါဒါကိုသိဖို့လိုပါလိမ့်ဘောလုံးဝင်ပတ်သက်ပြီးတော့ကျွန်တော်ဘာမှမစိုးရိမ်ပါဘူးသူတို့လည်းအာယုံဆိုင်လာမှာပါဒါမှလည်းပဲချမ်နီကစားခွင့်ရတာကောင်းလား အစားခွဲမရတာကောင်းလားကျွန်တော်တကယ်ကိုလုံးဝကိုမသိတော့ပါဘူးလို့ဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေဆရာပြောနေပြအောင်မလို့ကကျွန်တော်အသည်းမှာကြီးမားတဲ့ပြောင်းလဲမှုတွေများစွာလုပ်ဖို့လို့ကိုလွတ်နေပါပြီအစားမတရားချင်းစီနဲ့ပတ်သက်ပြီးကျွန်တော်စကားအများကြီးမပြောလိုပါဘူးကျွန်တော်အကြောင်းကိုပဲကျွန်တော်ပြောဖြစ်မှာဖြစ်တယ်လို့ဒီအသည်းရဲ့အခြေအနေကိုပဲကျွန်တော်ပြောဖြစ်မှာပါလာမယ့်နေရာဒီဈေးကွက်မှာတော့ကျွန်တော်တို့အသင်းဟာဥဆောင်နိုင်ဖို့လို့ကိုလိုနေပါပြီ။မဟုတ်ရင်နောက်ရာသီမှာလည်းအဆင်ပြေလာမှာမဟုတ်ပါဘူး။ ကျွန်တော်ရိုးသားစွာနဲ့ပဲကျွန်တော်ပြောပါလိမ့် final ပွဲစဉ်အတွက်ကျွန်တော်စိတ်ပူနေရမျိုးလုံးဝကိုမရှိတာပါဒီဟာကအသင်းရဲ့ပြဿနာအသေးမွားလေးပါအသေးမွားကဒီတက်ပိုကြီးမားတဲ့ပြဿနာတွေရှိနေပြီးတော့ပြောင်းလဲမှုတွေလိုကိုလိုအပ်နေတာပါနောက်နေ့ချန်ပီယံလိကစားရခြင်းမကစားရခြင်းဘယ်ဟာကအကောင်းဆုံးဖြစ်မလဲဆိုတာတော့လောလောဆယ်ကျွန်တော်လုံးဝကိုမတွေးနိုင်သေးပါဘူးလို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့် ယမနီယဝဆန်းသင်းတဲ့ပွဲစဉ်မှာနောက်ခံစားမှာယူရိုတယောက်တန်းရာရရှိသွားကြတာလည်းပဲဖြစ်ပါလိမ့်။ယူရဲ့တန်းရာနဲ့ပတ်သက်ပြီးတော့နေပြအောင်မရင်ကရာသီအစမှာသူကအသင်းနဲ့အဝင်ဖို့ရုံးကန်ခဲ့ရပါလိမ့်။ဒါပေမဲ့အခုအခါမှာတော့အသင်းနဲ့အဝင်လာပြီးဖြစ်တဲ့ဇာမတယောက်ပါတန်းရာမပြင်းထန်ဖို့ကျွန်တော်တို့မျှော်လင့်နေရပါလိမ့်။ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တိထပ်ပိုးပြီးတော့မပြောချင်တော့ပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အဂလစီကိုပဲမှာရီယယ်မက်ထရဲ့အသင်းကိုနာယူပြီးလာလီဂါဖလားရဖို့အတွေ့အသေးရလောက်ရှိသွားပြီဖြစ်တဲ့ဘာစီလိုနာ ်ရပါလိကရှင်ပြိုင်စားသွားတဲ့အကလစီကိုပဲမှာကာဒီပြိုင်မဲ့ရီယမထရီအသင်းကိုဘာစီလိုနာအသင်းတို့၄ဂို၃ဂိုနဲ့အနိုင်ယူပြီးရဲ့နောက်ခုနှစ်မှတ်အထိဖြတ်ပြီးလာလီကာမှာပေးစရာကိုဥဆောင်လာနိုင်ခဲ့ကောလာလီကာချန်ပီယံဖြစ်ဖို့အတွက်ပိုပြီးတော့နေဆက်သွားခဲ့ပြီးဖြစ်ပါလိမ့်ရီယယ်မထွေအသင်းကအခုပဲစီမောကလင်ယာမာပေတယောက်ဟတ်ထွဲ့သွင်းယူနိုင်ခဲ့ပေမဲ့လည်းလာမရမဲရာဗင်ညာတို့ရဲ့သွင်းကိုယ်တွေကြောင့်အရင်နေမှုနဲ့အတူလာလီဂါချန်ပီယံဘွဲကိုခါသီးပြိုင်မဲ့ဘာစီလိုနာထံလွှဲပြောင်းပေးရတော့မှာဖြစ်ပါလိမ့် အခုရာသီမှာစပိန်စူပါဖလားကိုပါလီဖလားတို့ကိုရရှိထားတဲ့ဘာစီလိုနာအသင်းဟာလာလီဂါပိတ်သိမ်းဖို့အတွက်သုံးမနက်သာစားဖို့လိုအပ်နေတော့တဲ့အချိန်မှာရီယယ်မတ်ရဲ့အသင်းကိုနိုင်ရလိုက်တာဖြစ်ပြီးလာမယ့်ဘက်အစပန်ညိုအသင်းနဲ့ကလလန်ဒါဘီပွဲစဉ်မှာနိုင်ရမယ်ဆိုရင်တော့လာလီဂါချန်ပီယံဖြစ်လာတော့မှာလည်းပဲဖြစ်ပါလိမ့်ရီယယ်မတ်ရဲ့အသင်းကပွဲအစ9မိနစ်မှာပဲဘောစီရဲ့နောက်ပြန်ပေးမှုကနေကလင်မာဘေကအဆက်စနစ်ပြစ်တံမှုကျူးလွန်ရာကနေပီနယ်တီစောစောစီစီပေးခဲ့တာဖြစ်ပါလိမ့် ဒေဗီနီကောဂလင်ယာမာပေကိုတိုင်ကပဲကန်သွင်းပြီးရီယယ်မထွေအသင်းအတွက်ဥဆောင်ကိုရရှိခဲ့ပါလိမ့်။အရင်တော့မွေးစားရေးဆက်လင်းနေလောက်မှာဘရီဂျက်ဂျူနီယာရဲ့ဆလတ်ထိုးပေးလိုက်မှုကလည်းဂလင်ယာမာပေရရှိသွားပြီးဘာစီလိုနာကန်စီကိုမြန်နှုန်းဖြင့်ထိုးပေါက်ပြီးတော့ရီယယ်မထွေအသင်းအတွက်ဒုတိယဥဆောင်ကိုထပ်မံသွင်းယူပေးခဲ့ပါလိမ့်။ရီယယ်မထွေအသင်းကကန်ဂျက်နှစ်ချိန်ရရှိရာကနေနှစ်ဂိုးစလုံးရရှိသွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘယ်သာရင်19မိနစ်မှာတော့ Farran Torres ရဲ့တောင်းကံဘောကနေ Eric Garcia ကကောင်းနိုင်ပြီးဘာစီလိုနာအသင်းအတွက်ချက်ချင်းပဲခြေပါကိုသွင်းယူပေးလိုက်ပါတယ် အဂလစီကိုလို့ပြောဆိုတဲ့အတိုင်းပဲပွဲရတကယ်ကိုအတိတ်နဲ့ရှိနေတာလည်းပဲဖြစ်ပါလေ။အဲဒီနောက်တိတ်မကြဘူး2မိနစ်လောက်အကြာမှာပဲဘတ်စကွန်နဲ့ကလင်မာဘေတို့တိုင်းပြည်ရာကနေဘောလုံးဆုံးချုံသွားရာကနေပေတဗီချပေးလိုက်မှုကနေရာဗညာကဥဆောင်ကိုတွင်းယူပေးလိုက်ပါလေ။ဘာဘာမန်ပြီးကနေ45မိနစ်မှာတော့ဖာရန်တော်ရက်ရဲ့ခင်းပေးမှုကနေရာဗညာပါပဲ။ဘာဇီလိုနာအသင်းတွေဂိုးထပ်မှန်တွင်းယူခဲ့လို့ပြမပိုင်းမှာဘာဇီလိုနာအသင်းတွေ၄ဂိုး၂ဂိုးနဲ့ဥဆောင်နိုင်ခဲ့တာဖြစ်ပါလေ။ ဘဲသားကြီးမင်းနဲ့90လောက်မှာတော့ Diamond Singh ကနေပြီးချက် Junior ရဲ့အပိုင်ဖန်လေးပေးမှုကနေတဆင့်ကလင်မာပေးခဲ့ပဲနောက်တဲ့ hat-trick ဖြစ်စီမဲ့ goal ကိုတွင်းယူပေးကြတာလည်းပဲဖြစ်ပါလိမ့်အခုဘဲစီမာ hat-trick တွင်းယူနိုင်တဲ့ကလင်မာပေးအောင် Real Madrid အသင်းအတွက်53ပဲစားခဲ့ရမှာ39ကိုတွင်းယူထားနိုင်ပြီး Real Madrid ရဲ့တမိုင်းမှာတော့ပထမဆုံးရာသီမှာ goal အများဆုံးတွင်းယူထားနိုင်တဲ့ကစားမအဖြစ်မှတ်တမ်းသေးရေးထိုးလာကြတာလည်းပဲဖြစ်ပါလိမ့် ဒါပြင်ကလေးမပီအောင်29ခုနဲ့လာလီဂါဂိုးသွင်းဘရင်အဖြစ်ရပ်တည်လာပြီးတော့အနည်းငယ်ဆုံးပြိုင်မဲ့လီဗနော့စကီကိုနှစ်ဂိုးဖြတ်ပြီးဥဆောင်လာရပဲဖြစ်ပါလိမ့်။ဒီပွဲစဉ်နောက်ချင်းအချိန်မှာဒီကနေ့မှာသက်22နှစ်အရွယ်ပြေးလာမဲ့ဘာမင်လိုဘက်စ်ဂိုးသွင်းခဲ့ပေမဲ့လည်းလက်ထိပေါ်ဖြစ်ကလေးကိုအဖြစ်သတ်မှတ်ခြင်းတော့မခံခဲ့ရပါဘူး။နောက်ရီမထွေတဲ့နောက်ခံဇာမာရီလက်ထိပေါ်အပါအဝင်အငဲမအဖွဲရာဖြစ်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလည်းပဲဖြစ်ပါလိမ့်။ပရိသတ်တွေကိုယူပေါင်းလိဗိုလ်လူဝဲလက်မှတ်အခမဲ့ပေးလာမှာမဟုတ်တဲ့မန်ယူနိုက်တက် မိုင်းရောင်းရဲ့အတင်အောင်စာချင်းရက်ကလေးရဲ့အသုံးစိထွေတာတဲ့အစီအစဉ်အစိပန်းတရအနေနဲ့ကလပ်ရဲ့ဝန်ထမ်းတွေကိုယူပါလိဘောလူပွဲလက်မဲ့အခမဲ့ပေးဝေလာမှာမဟုတ်ပါဘူးရော်လေကဂူလာနှောင်းပိုင်းမှာဘီဘောင်မှာစပါးစင်းနဲ့ယူပါလိဘောလူပွဲကစားမှာဖြစ်ပါလိယူရဒန်နဲ့စပါးတို့ကယူပါလိဘောလူပွဲအတွက်လက်မဲ့ခွဲတန်း15000စီရရှိထားကြပါလိဒါပေမဲ့ယူရဒန်အသင်းကတော့ရရှိတဲ့လက်မဲ့ခွဲတန်းတွေကိုကလပ်ရဲ့ဝန်ထမ်းတွေကိုအခမဲ့ပေးလာမှာမဟုတ်ဘဲအားလုံးကိုရောင်းချမှုပြုလုပ်လာမှာလည်းဖြစ်ပါလိ ရရဲကကလည်းရဲ့ဝန်ထမ်းတွေကိုလက်မခမမပေးဘဲနဲ့ဝန်ထမ်းတွေကိုရုတ်တံနဲ့တော့ပြသသွားမှလည်းဖြစ်ပါလိမ့်။ရရဲကလည်းရဲ့နေရာတစ်ခွင်မှာယူနန်နေချိရှိနိုင်ရန်လှုပ်ဆောင်သွားမှဖြစ်ပြီးဒီလိုမျိုးပဲဝန်ထမ်းတွေအနေနဲ့လူဘူခေါင်းဆောင်ခွင့်ပေးထားတာလည်းဖြစ်ပါလိမ့်။ဒါပြင်ယူနိုက်တက်အသင်းကပွဲလာကြည့်တဲ့ကလပ်ဝန်ထမ်းတွေကိုတော့တတ်မှတ်ပြီးရနှစ်ခွက်တောက်ခွင့်ပြုမှဖြစ်ပြီးအဘိုခေါ်ဆောင်လာတဲ့သူတွေအနေနဲ့တော့ဝယ်ယူတော်တော်မှလည်းဖြစ်ပါလိမ့်။ တပတ်မှာတော့စပါးသင်းကတော့ကလပ်ရဲ့ဝန်ထမ်းအယောက်9ယောက်ကိုယူပါလိဘောလုံးပွဲလက်မှတ်အခမဲ့ပေးဝေသွားမှာလည်းဖြစ်ပါလိမ့်။ဒါပေမဲ့ကလပ်ဝန်ထမ်းတွေဟာခရီးစိတ်နဲ့ပြီးပါဦးတက်ကိုဈေးတူကြောင့်တွားကြည့်ရေးကိုစဉ်းစားနေကြတာလည်းဖြစ်ပါလိမ့်။ PSG အသင်းကလည်းချန်ပီယံလိဘောလုံးပွဲကိုတက်ရောက်နိုင်ရေးကလပ်ရဲ့ဝန်ထမ်းအားလုံးကိုဘောလုံးပွဲလက်မှတ်အပြင်ခရီးစိတ်ပါပေးသွားမယ်အပြင်ရရှိလာမယ့်စုကြီးကိုလည်းချို့ကြခွဲဝေပေးသွားမယ်လို့ကြေညာထားတာလည်းဖြစ်ပါလိမ့်။ ကျေးဇူးတင်ပါတယ်ဘဲကြံမြလကိုဆင်းနှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ